မဆလာတပါတီအန်တာရှင်စနစ်ကိုပြိုချခဲ့တဲ့လူထုလှုပ်ရှားမှုရှီလီလုံရေတော့ပုံကာလမှာမကွေတိုင်းရေတံကြောင်းမြို့နယ်ဟာတနင်္ဂနွေလုံးတနေ့အစောပြီးသပိတ်မှောက်ခဲ့ပါတယ်။ဒီတိုက်ပွဲကိုရေတပ်ဖွဲ့ကပြစ်ကတ်ဖြိုခွဲခဲ့တဲ့အတွက်ရေတော့ပုံကာလအတွင်းရေတံကြောင်းမြို့မှာလူငါးဦးကြာဆုံးခဲ့ပါတယ်။28နှစ်ပြည့်တဲ့ရှီလီလုံကာလမှာတော့သူတို့အတွက်ရေတံကြောင်းကကြံရည်သူကျောင်းသားဟောင်းတွေနဲ့မိသားစုဝင်တွေကတမိုင်းဝင်လေဘောကျောင်းဝိုင်းအတွင်းမှာတဲကောင်းထိမ့်မှကြောက်တန်ဆက်တူပေးခဲ့ပါတယ်။မိသားစုဝင်တွေကတော့ဒီလိုအတိမတ်ပြူပေးတဲ့အတွက် one and one သာဖြစ်ကြပါတယ်။ တွေ့ကျင်ကြကြပြီတွေ့ရလို့ဝင်လာပါလေဘယ်လိုတွေ့လဲအရင်သိပြဆိုသိပြပါပြီကျွန်တော်တို့ရှင်းလေးလုံးအယူတော်ပုံတော့တောင်းဆိုခဲ့တာလေဒီမိုကရေစီအစိုးရပါပဲဒီမိုကရေစီရရှိရေအဲ့ဒီတောင်းဆိုခြင်းနဲ့အတူပြည်သူလူထုတရားလုံးကလည်းတင်မြောက်လိုက်တဲ့အခု NLD အစိုးရကလည်းဒီမိုကရေစီစနစ်ကိုဖော်ဆောင်နိုင်မယ်လို့ကျွန်တော်တို့ ယုံကြည်ပါလက်လက်လက်ခံပါတယ်အဲ့ဒါအကြောင်းလဲကျွန်တော်တို့ရဲ့ဒီမိုကရေစီအရေးတော်ပုံကြီးရလဲအခုချိန်မှာအမတ်တရအနေနဲ့ဒီကြာဆုံးခဲ့တဲ့သူရဲကောင်းတွေအတွက်ကြောက်တိုင်တစ်ခု site to သိမ့်ပြီလို့ကျွန်တော်တို့ကယူဆပြီးတော့သူတို့အတွက်အမတ်တရနဲ့ကြောက်တိုင် site to ပေးခဲ့တာပါပဲရှိလေလုံးရေတော်ပုံကပဲနိုင်ငံရေးစိတ်တက်ကိုမွေးဖွားစေခဲ့တယ်လို့ပြည်သူလူတော်ကိုယ်စားလှယ်ကပြောပါတယ်ဒီဒီဖိစခန်းကြီးမှာဒီလိုကြောက်တိုင် ထူရတဲ့အတွက်ကျွန်တော်တို့အင်မတန်ဝမ်းသာပါတယ်ဂုံလေးယူပါတယ်ဝမ်းသာတယ်လို့ကျွန်တော်တို့ဆက်ဆက်ချက်ကိုပြန်ပြီးတော့ဒီထဲမှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာအလုံးကိုပြန်စမ်းသပ်လိုက်တော့ဝမ်းလဲစိတ်လည်းမကောင်းပါဘူးပေါ့လေအဲ့ဒီကုတွန်တွဲနေပါတယ်ဒါတော့မလို့ကျွန်တော်ဟာဘာဝဲဆိုတော့ကျွန်တော်တို့ဟာနိုင်ငံရေးကိုဒီဆက်ဆက်ချင်းအရေးတော်ပုံရဒီចောင်းသားကြောင့်နိုင်ငံရေးတွေကိုရောက်ခဲ့ပြီးတော့အခုအချိန်တောင်နိုင်ငံရေးတွေကနေမထွက်နိုင်တဲ့ကျွန်တော်တို့ဘဝအဲဒါကြောင့်ကျွန်တော်တို့ဟာအစဉ်တစ်ဖြစ်ကျွန်တော်တို့နောက်ဆုံး အချိန်ထိအောင်ကျောင်းသားကိုတော့လီးသားဝမယ်လို့ကျွန်တော်အနေနဲ့ပြောကြလို့ပါတယ်ခင်ဗျာရှင်းလင်းဒပိတ်သက်ဝဲကာလမှာပြည်သူကိုလှုံ့ဆော်ဖို့ရေဒီယိုလွှင့်ခဲ့ကြပါသေးတယ်လျှက်စစ်အုပ်ဦးတွေကဒီလိုထုတ်လွှင့်တာကိုတားမြစ်ခံခဲ့ရတယ်လို့ပြောပါတယ်တိတ်ဝန်းနေစရာပေါ့ဗျာဝန်းနေစရာတိတ်ကောင်းတာပေါ့အဲ့ဒါနော်တိတ်ပြီးတော့ကိုကဘာနဲ့အလံဝေးတဲ့ဝေးခဲ့ရတာပေါ့ဒီနေ့ကြောင်လဲ ဝေဟုတ်မယ်ဇေဒီသာအပြင်ပြည်သေးတယ်ဒီ electronic ဥပဒေတွေကိုတိုင်းတိုင်းပြည်ထဲမှာကိုအစိုးရနဲ့ကိုမရေးဆွဲနိုင်သမျှဒီဗြိတိရှထားခဲ့တဲ့ law စီ rule စီဥလိရတော့ scope a major scope ကဥလိအတန်ပြုတ်ပြန့်ရတဲ့အခါတော့ BBS အချိန်ပြီးမှဒါရောက်မှ9နာရီမှစတယ် ဖမ်းတဲ့လူတွေက9နာရီပါဆိုတော့ BBS ကိုနားထောင်တဲ့ပြည်သားနောက်ရက်ဖြစ်သွားမှဆိုလို့အဲ့လောက်ကြည့်အောင်စောင့်ကြည့်ပါတယ်ခုဒီအခုချိန်ခါမှာလဲဒီဥပဒေကဆက်လက်တည်ရှိနေသေးတာမို့ဒေသတွင်းဖွံ့ဖြိုးတိုးတက်တာကိုမြင်ရင်အတန်လွင်ချင်းဆိုင်ရာဥပဒေကိုအမြန်ဆုံးစောင့်ရွက်ပေးစေလိုတယ်လို့ပြောကြားခဲ့ပါတယ်ခင်ဗျာ။